စတာဘက်ကိုပြရတာနဲ့လူကြီးလူငယ်တော်အများကြိုက်ကြကော်ဖီအိတ်တို့ကိုပြည့်ရောမြင်မိကြရင်ပဲဒီစတာဘက်ရာကောင်းလာအောင်လို့ရဲ့ရန်စံသမိုင်းကြောင်းတော့တော်တော်ကိုစိတ်ဝင်စားကြကောင်းရဲ့ဗျာဆိုတော့ဒီစတာဘက်အကြောင်းကိုစိတ်ဝင်စားရတော့အကြောင်းတွေအထောက်၅၃ခုနဲ့ကိုအချစ်ခီးသွားစက်အတူသွားကြည့်ရအောင်ဆိုတော့စရအောင်စတာဘက်ပက်ကေ့ချ်ဟာဝါကိုအထောက်၅၃ခုနဲ့အမေရိကန်နိုင်ငံမှာဝင်ခွားခဲ့ သူရဲ့မိဘကတော်ကိုဆင်းရဲကိုပြောရပါဗျာ။ဟောဝါဟာသူရဲ့အဖေကဒီဆင်းရဲပင်ပန်းဆိုတာအလို့ကျူးစားနေရတာကိုနေတိုင်းမြင်ရတော့သူရဲ့ဆေးရဲမှာဆင်းရဲခြင်းဆိုတာကြီးကိုတော်ကြီးကိုကြောက်လာခဲ့။အလားအနဲ့ပဲသူကဒီအပတ်စနေနေ့ပါအရွယ်မှာပဲအင်းနဲ့တိုက်ခံလို့ပြီးတော့ကျောင်းကနေရောထွက်ခဲ့။ကျောင်းကနေရောထွက်တဲ့အခါမှာသူကဒီဆိုင်မှာအလို့ပေါင်းစုကိုဝင်လို့ခဲ့။သူကအဲ့ဒီအလို့ကိုလှုပ်ဖန်မြောက်တော့သူရဲ့ဆေးရဲမှာဒီ လောကတရားကြီးကိုကြကြခံနိုင်လာခဲ့ပါဦးလေဗျာပြီးတော့သူကအကျော်တစ်ခုရောက်ရဲ့အခြေတီကျိုးရအလို့ရင်လို့ရင်လည်းပဲဝေကိုစုမိလာခဲ့မအဲ့တော့လည်းပဲသူကဒီမှာအလို့ရင်ရှိုင်းနေဗျာဒီ Starbucks coffee ဆိုင်ဆိုင်မှာ coffee ဝင်တော့မိတာကနေပြီးတော့အဲ့ Starbucks coffee ကိုဆွဲလာတော့ခဲ့အဲ့ချိန်ကဆရာသူကဒီ Starbucks ကြောင့်တတော်ကိုစိတ်ဝင်စားသွားခဲ့ပြောရဗျာအဲ့ချိန်ကဆရာသူရဲ့ဘဝကြီးကပြောင်းလဲလာဖို့အခြေတန်လာပါတော့လေဗျာအဲ့နာသူက Starbucks မှာအလို့ဝင်ရှောက်ခဲ့ ဒါပေမဲ့ဒီ star bear မှာ star bear founder တို့ရောက်တာသူ့ကိုလက်မှတ်ခံရပြန်သူ့ကိုအရေးတောင်မလို့ကြောက်ဘူးဗျာနောက်တော့သူက star bear founder တို့ရောက်ကိုရအောင်လက်ပုနေစာတိုက်ရဲနောက်ဆုံးမှာသူက star bear မှာအလို့ရလာခဲ့ဒါပေမဲ့သူ star bear ကရရဲ့လာစာတတော်ကိုနယ်လွန်ပြောင်းရဗျာအဲ့တော့လည်းပဲသူက1900ရှန်နဲ့ခိုးနဲ့ရောက်တဲ့အချိန်မှာ star bear မှာသူက marketing director ရာထုကိုရရှိခဲ့ဗျာဒီအဲ့နောက်သူက ALA နိုင်ငံခရီးသွားရင်းနဲ့အေးနိုင်ငံရဲ့ number coffee site ကိုလူတွေကအပန်းဖြေရနေရာတစ်ခုပြသမှတ်နေကြတော့သူက တွေ့လာခဲ့။ဟောဝါက Starbucks Company ကိုသူအီတလီနိုင်ငံကိုသွားကမှတွေ့လာခဲ့။ Coffee Sai ရဲ့ idea ကိုသူကဒီ Starbucks Company ကိုအထက်အတင်ပြရဗျာ။ဒါပေမဲ့သူရဲ့အကြံပြုချက်ကိုဒီ Starbucks Company ဘက်ကပယ်ချခဲ့။အဲ့တော့လည်းပဲသူကဒီ Starbucks Company ကနေပြီးတော့အလို့ထွက်ပြီးတော့သူရဲ့ကိုပိုင် Coffee Sai ဆိုင်ကိုစရောက်ထောင်းခဲ့။ဟောဝါ Coffee Sai ရဲ့ idea ဆင်းရဲသားရောက်ဝဲလေးမှာကစတင်ဖွဲ့လာခဲ့။ အဲ့ဒီဆင်ရသားရပဲလေးရပဲသူက coffee cycle သူအီတလီနိုင်ငံကနေပြီးတော့တွေ့လာက coffee cycle ရဲ့ idea တက်အတူယူပြီးတော့လွှဲတာသူက coffee cycle တရေတင်းရပင်ကျွင် customer အများကြီးကိုရလာကန်ဒီနေရာမှာကျွန်တော်တို့အတူ design တစ်ခုရှိရဲကျွန်တော်ကလုပ်ငန်းတစ်ခုအောင်မြင်ဖို့ဆိုရင်အပင်ဆန်းလေးလာမုန်းနေမှာဆိုင်ခန်းနေရာရှာကြဖို့လိုရဆိုတော့ဗျာ howel coffee cycle အာတင်းတင်းအောင်တင်းအတိဖြစ်ဖြစ်ခီးရောက်လာကန်ဒါပေမဲ့ဒီ stop ရဲ့အစည်းဝဲကတော့ဒိုးကိုထွက်ကြသွားပြောရမယ် အဲ့တော့ Never the Starbuck founder တို့ရကဒီ Starbuck ကိုဒေါ်လာ၄သန်းထွေးလာခဲ့ဒေါ်လာ၄သန်းတန်ကြီးရှိရ Starbuck ကိုအရောက်ဝယ်ဆင်နေခဲ့ပြဒီ Howard ကသူ့အဝယ်ဘုကဒေါ်လာ၄သန်းကမလောက်ဘူးအဲ့တော့ never သူကမှသူနဲ့ရင်းနှီးရဲ့လုပ်ငန်းရှင်စီကနေရသူကပိုက်ဆိုင်အများကြီးချေယူခဲ့။နောက်ဆုံးတော့သူက Starbuck ကိုပိုက်ဆိုင်လာပါဦးရဲ့ဗျာ။အဲ့ဒီနောက်သူက Starbuck ကိုပိုက်ဆိုင်ပြီးနောက်ပိုင်းမှာသူစိတ်ကြိုက်လို့ရှင်ရီကိုဆက်ပြီးတော့လို့ပါဦးရဲ့။ Howard က Starbuck ကိုဒီလိုပက္ကရာမားကတ်တင်းပုံစံနဲ့စရော့စီးခဲ့။ပေါင်းတစ်ချက် ။ပမာတစ်ချက်ကဘာလဲဆိုတော့ဆရာတော်ပြအကြောင်းကဒီ Starbucks Coffee ဆိုင်ဆိုင်မှာ Coffee ဝင်လာမိရင်ဗျာ။ကျောင်းရဲ့နောင်မြေကိုသူကအတင်းကြီးကိုမေးနေမယ်အဲ့လိုလိုချင်တာဗျဒီလူရဲ့စိတ်ရမှာဒီမှာအဲ့ရတွေကိုဒီကိုပိုက်ဆိုင်လိုမျိုး feeling မျိုးခံစားရစေရဗျတခါတလေအဲ့ဆော်လိုပိုင်းကမှားရဲ့တခါတလေမှန်ရဗျအဲ့ရနယ်ပဲလူကဆိုရှယ်မီယာပေါ်မှာအဲ့ Starbucks Coffee နေနေပါတဲ့ကိုရဲ့နောင်မြေအမှားမှန်ကိုတင်ကြပါဗျအချို့ကဆော်လိုပေါင်းမှားရဆိုရင်တော့ဖလောင်ကြရဲ့ အဲ့ဒါနဲ့ပဲကျွန်တော်ကဒီ social media ပေါ်မှာအဲ့ Starbucks coffee အကြောင်းကိုတင်ပြများလာတော့ဒီ Starbucks ကကြော်ညာစင်းရေပို့စရာမလိုပန်းလူရဖိုးရသီးလာခဲ့ဒီနေရာမှာကျွန်ဝဲအတွေ့အကြုံရရှိရင်မရှိပဲဗျာကျွန်ဝဲအနိုင်ကအနေနဲ့ပြောပြရင်သူကမှခေပေးရ marketing ချင်းပုံစံတွေ့ဖို့ပြောရရဒီနေ့လေးကိုကျွန်တော်လေးကကိုပိုင်လုံငန်းတွေမှာအတုချတိုင်ရောဒေါ်ကိုမိုက်ပြောရအောင်ဟောက်ဝါကသူဒီတနေ့ကိုသွားဟုတ်ကတွေးလာခဲ့ဒီကော်ဖီစိတ်ကိုဆင်းနေဖြောပြရကိုလူရမျက်စိရှိမှလုပြခဲ့ရပါဗျာ ။နောက်တစ်ခုကပါလဲဆိုနေနေစိတ်ပျက်ရှာရင်လည်းဖြန်သန်းနေရတဲ့လူတွေအပန်းပြေစေဖို့တဲ့သူရဲ့ star back ကဝန်ထမ်းရဖို့ customer တွေအကောင့်ဆုံးဝန်ဆောင်မှုပေးနိုင်ဖို့သူကအကောင့်ဆုံးလက်ချက်ပေးထားတယ်။နောက်တော့သူကဆိုင်အတွင်းမှာတချင်အေးအေးလေးရဲ့ပြီးတော့ဒီ buffet free account ပဲလို့ကိုစီစဉ်ပေးပြီးတော့ customer စစ်ချပါဖို့တဲ့သူကလွှင့်ဆောင်ပေးရပါဗျာ။တဲ့တဲ့ချက်တဲ့တဲ့ချက်ကပါလေဆိုတော့ဒီ star back ကဒီသူကဈေးဝက်ချတဲ့နေရာမှာတကယ်ပြောင်းမြင်ရပြောင်းရ ူကဘယ်လိုမျိုးလဲဆိုတော့ဗျဒီအောက်ထိုင်နေကိုတက်အပြင်ဘက်ရောပဲသူကဒီဈေးဈေးဝယ်ကိုချရဲ့ရှင်အဲ့ဒါကတကယ်ပြောင်းပြောင်းပြောင်းရတယ်။အဲ့ဒီနေ့ကိုကျွန်တော်တို့ရဲ့လူငယ်တွေတွေမှာလက်တွေ့အသို့ချရတော့တကယ်ပြောင်းပြောင်းပြောင်းမယ်။အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ဒီကျွန်တော်ကဒီအောက်ထမှာခွဲရဆိုရင်ဗျလူတွေကပူပိုးရောမြင်ရဗျကျွန်တော်တို့ဒီ twin line နဲ့လူတွေကဒါရောမြင်လာရပေါ့။အဲ့ဒီအချိန်မှာဆန်ဒီ star back ကကြောင်ညာဈေးသုံးဆံမလို့ပဲ။မာတို့ရဲ့ product ပူပိုးရောအော်ပူပိုးရောလူတွေကိုသိစေရဗျ။ အဲ့ဒီနေလာရင်ကိုကျွန်တော်လုပ်ငန်းရှင်ရဲ့အဖို့ချမယ်ဆိုရင်တော့တကယ်ကိုအထီးရောက်ပြရတာဆိုတော့နောက်ဆုံးအောင်ဒီဟောင်းဝါကအဲ့ဒီ marketing ပုံစံနဲ့လိုလာလိုက်တာဗျသူကနိုင်ငံပေါင်းမျိုးစုံမှာဒီ Starbuck ဆိုင်ပွဲပေါင်းများစွာကိုဖိလာနိုင်ခဲ့တယ်ပြီးတော့ကျွန်တော်တို့စူးစမ်းရတဲ့လုပ်ငန်းတွေအတွက်ဟောင်းဝါပြောရတဲ့စကားတစ်ခွန်းရှိရတာဗျအဲ့ဒါကဘာလဲဆိုတော့လူရဲ့အများစုကဒီအချင်းချင်းနဲ့ဒီမပြောဝဲရှင်ပွဲမှာပဲဒီပြောင်းကြအောင်များကိုကအဲ့ဒီပန်ဝတ်ချင်းထက်ကလူလုံးဖြစ်ပါစေနဲ့တဲ့ ။နမကုတ်အပြာကျောင်းဒီအိမ်မက်ကိုမဲ့ရဲပါ။ဒီအိမ်မက်ကိုရဲရဲကြီးမဲ့ပါ။ပြီးတော့ကျောင်းဒီတကူကိုရင်ဆိုင်ရမှာမကြောက်နဲ့။အကဲပြာကိုကအချစ်တကူကိုရဲရဲအချစ်ကိုရင်မထားရမှာဖြစ်လာခရင်ဒါပိုကားလေးဖြစ်လာပါလိမ့်မယ်။ဆိုတော့ဒါတော့ဒီဟောင်းဝဲပြောရစကားလေးပဲဗျာ။ဆိုတော့အလိုပဲအစင်ပေးကြပါစီ။